ော်လမန်ချောင်းစုံတန်လွန်မြကုတရားကိုဗိုလ်ချုပ်ဆန်းတရားအမည်တတ်မှတ်မှာကိုဒေသခံတိုင်းသားတွေတောင်းတဲ့ချီပြီးတော့ဘုံမြင်တဲ့နေ့မှာကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ဥကျော်စိုးရဲ့သတင်းပေးပို့ချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာ။မော်ပြင်းနယ်မော်လမြိုင်မြို့ကန်နာလမ်းမှာအခုလိုဒီမော်တိုင်းသားတန်ဃာတော်တွေမော်တိုင်းသားဒေသခံပြည်သူတွေကနေပြီးတော့ကြက်ကွက်ဆန္ဒပြနေကြတာပါဒီဆန္ဒထုတ်ဖော်ပွဲကြီးကိုကျွန်တော်တန်လွေတရားချောင်းစုံအမည်ပြောင်းလဲခြင်းဆိုင်ရာအမျိုးသားအသွေဆန္ဒထုတ်ဖော်ရေးကော်မတီကဥဆောင်ဆန္ဒထုတ်ဖော်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ ကနလန်ကတစ်ဆက်အောက်လမ်းမကြီးအဲ့ဒီဟာတစ်ဆက်ကနလာပြန်ဆွေးပြီးတော့မနေ့၈နာရီကနေနေ့လယ်၁၂နာရီအထိလမ်းလျှောက်ခြေတက်ဆန္ဒထုတ်ဖော်ပြောကြပြီးတော့ဟိုဟောပြောပွဲတွေလည်းလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျ။ဟောကြောင်းသာတရာပြီလို့ရှိတယ် ဘူကြောင့်အစံတရာအမည်အလိုမရှိဒေသခံတိုင်းသားတွေရဲ့ဆန္ဒအသိမှတ်ပြုရေးတိုင်းသားစီလုံးညီညွတ်ရေးစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအမျိုးသားညီညွတ်ရေးရေးဆိုတဲ့ကြေကြော့တိုင်းနဲ့ဆန္ဒဖော်ထုတ်ခဲ့ကြတာပါမော်ဒီနယ်ကင်းပြည်နယ်တနင်္သာတိုင်းဒေသကြီးရန်ကုန်နဲ့မြန်မာနိုင်ငံနှစ်ပြတ်ကျနေတဲ့မော်တိုင်းသားတွေလာရောက်ပူပေါင်းဆန္ဒပြကြတာလည်းဖြစ်ပါတယ်လက်လျှောက်ကြီးတဲ့ဆန္ဒပြကြတာအင်အားတောင်းကနန်းဝန်းကျင်ရှိမယ်လို့လည်းခန့်မှန်းပြောဆိုနေကြပါတယ်တကယ်တမ်းဆိုလို့ကြည့်ရင်တရားလေးကအမတန်သေးပါတယ်လက်ရှိတန်လျင်မော်ဒယ်တရားနဲ့အခု တာဝန်ချောင်းဆောင်တရားနိုင်စားလိုက်မယ်ဆိုအများကြီးကြွားကြပါတယ်အဲ့တော့ဒီနေရာမှာတို့ရဲ့လွတ်လပ်ရေးဖခင်ကြီးရဲ့ဖြစ်တဲ့နိုင်ငံကောင်းဆောင်ကြီးရဲ့ဖြစ်တဲ့တမတော်ရဲ့ဖခင်ကြီးရဲ့ဖြစ်တဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့အမျိုးတတ်လိုက်မယ်ဆိုလို့ချင်းသူရဲ့ဂိုတိတ်ခါကမတက်လာတဲ့ပြင်နှိပ်ချလိုက်တယ်လို့အထင်မျိုးဖြစ်ပြီးအမြင်မတော်စင်တော်ကိုခလောက်ဆွဲလို့ဖြစ်တာကြောင့်မို့ဝိုင်းဝန်းပြီးတော့ပါလာခြင်းဖြစ်ပါတယ် ်မော်လမြန်ချောင်းစုံတံတွင်မြစ်ကူတရာကိုဗိုလ်ချုပ်အောင်ဆန်းတရာလို့အမည်နာမသတ်မှတ်ဖို့ပြည်ထောင်စုဆိုရာတိုက်တွန်းချောင်းစုံကိုမလ14ရက်နေ့မှာပြည်သူ့လွှတ်တော်ကတည်ပြုလိုက်တဲ့နောက်အခုလိုမျိုးသားထုတ်ချီတရားလို့ပါဝင်တဲ့အကက်ကွက်ဆန္ဒပြပွဲကြီးစီစဉ်ဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်ဒီတစ်ချိန်ဆန္ဒပြတာဟာဒုတိယချိန်ဆန္ဒပြတာလည်းဖြစ်ပါတယ်တကယ်ဝေးလံခေါင်ပြားတဲ့ဒေသကနေပြီးတော့လာရောက်ပြီးတော့ကျွန်တော်တို့နဲ့ပူးပေါင်းပါဝင်ပြီးတော့ဒီဆန္ဒပြပေးတယ်သူတို့ရဲ့ဆန္ဒကိုထုတ်ဖော်တယ်ဆိုတာကကျွန်တော်တို့ရဲ့ အာအစိုးရအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ပြည်သူတွေရဲ့အတန်ကိုလက်ခံနားထောင်ပေးဖို့နဲ့ပြန်လဲပြီးတော့စဉ်းစားပေးဖို့အတွက်ဟို message ပေးတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ရှင်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအစိုးရအနေနဲ့ပေါ့နော်ဒီလွတ်တော်ကနေပြီးတော့လဲခုနကမဲခွဲဆုံးမြတ်ထားတဲ့အချက်တွေကိုပြန်လဲစဉ်းစားပေးဖို့လိုပါတယ်ပြန်လဲစဉ်းစားသင့်ပါတယ်လို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင် အခုဆန္ဒပြလမ်းလျှောက်ခြိတက်ကြတာခီးမန်အဖြစ်၄မိုင်ကျော်နေပါလောက်ရှိပြီးတော့လူဦးရေတော့တောင်းချီလောက်ရှိမယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ဘလူးဂျွန်သားကိုဘိုးကြောင့်ဆန္ဒသားလို့အမည်ပေးတက်မှတ်လိုက်တဲ့အတွက်ကက်ကွက်ဆန္ဒပြပွဲကြီးဟာဆိုလို့ရှိရင်တော့ဗော်လမြိုင်မြို့ကန်နာလမ်းမှာရှီရန်ညစီရင်ပြန်မှာပဲအဆုံးသတ်ကြမှာလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကျော်စိုးဗော်လမြိုင်ကနေတိုက်ရိုက်သတင်းပေးပို့ထားပါတယ်